အဲ့ဒီတော့ညင်ဂျိုပါလီလီယာဒိုဟိုနီယာဒီအာမဘုံသာပုံပုံရဲ့တဏ္ဍာမှာရနိုင်တဲ့စိတ်နာရူပဘုံရောက်သွားဆိုရာရူပဘုံသာပုံပုံနေရနိုင်တဲ့စိတ်အာရူပဘုံသာပုံပုံနေရင်အာရူပဘုံသာပုံပုံနေရနိုင်တဲ့စိတ်ဆိုလို့ဒီပြီးပြောရတယ်ခလိုက်ညင်ဂျိုပါလီတော့ညင်ဂျိုပါလီထဲမှာကတော့ဓာတ်ရိုက်ပါတာဒီအာမဘုံသာပုံပုံရဲ့ နာနာမှာရနိုင်တဲ့ဝိသိစိတ်ကြီးမရနိုင်တဲ့ဝိသိစိတ်ကြီးကိုဘယ်ပြထားလဲဟုတ်လားပြထားတော့မရနိုင်တဲ့ဝိသိစိတ်ကြီးကိုဘယ်ပြထားလဲပေါ့နော်မရနိုင်တာတွေကိုထုတ်လိုက်ရင် ရနိုင်တော့ဝိသိစိတ်ကြီးကိုပြရတယ်ပေါ့ဟုတ်ပြီနော်အဲ့ဒါပြီးတဲ့နောက်မှာရူပဘုံသားအနေနဲ့ကျတော့ရူပဘုံမှာမရတဲ့စိတ်တွေကိုနှုတ်လိုက်ရင်အဲ့ဒါရူပဘုံသားအနေနဲ့ရတဲ့စိတ်ဖြစ်သွားတယ်ပေါ့နော်ဒါအရူပဘုံသားဆိုရင်အရူပဘုံမှာမရတဲ့စိတ်တွေကိုနှုတ်လိုက်ရင်ဒီလိုလေးအချင်းကျအောင်ပြရအောင်ပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ဘာလို့ဆိုတော့ ီဒီလိုကာမဘုံမှာကာမဘုံသားတွေအနေနဲ့ရနိုင်တဲ့စိတ်တွေကိုရွေးတဲ့အခါမှာဇံရတဲ့ပုံစံတွေနဲ့တွက်ခဲ့တယ်ဟုတ်လားဇံရတာနဲ့ဇံမရတာနဲ့ဘာကွာလို့ဇံရတဲ့ပုံစံတွေနဲ့တွက်ခြင်းရင်အောက်ထဲလုံးနဲ့မဲတုတ်ကိုထိုးပါခဲ့တယ်ဘုရုရဲ့သစ္စာဆိုတော့နော်ညာလာဆိုရင်မဲတုတ်ကိရိယာကိုထည့်ပြီးရွေးခဲ့တယ်ပေါ့နော်အဲ့ဒီပုံစံတွေကဇံရသွားတဲ့အခါဇံရလို့ဘုတ်ဆက်ပြီးတော့ဘဝဖြစ်ရနေတယ်ဆိုရင် ဘဝဘုံရောက်တယ်ပေါ့ဘဝဘုံဘုံအာရမဘုံရောက်တယ်ပေါ့ဘဝဘုံရောက်သွားပြီဆိုတဲ့လူငယ်ညဘဝဘုံသားအနေနဲ့ရမ်းတဲ့နေစိတ်ကိုတွေ့ကြရတော့ဟုတ်လားအဲဘဝဘုံသားအနေနဲ့တွေ့ကြရတော့ဘဝဘုံမှာမရနိုင်နဲ့ဘာနာရိယ၆ပါးဒေါသမှုတွေးမဟာဘုရားစိတ်၈ပါးကိုနှုတ်ပြရပါမယ်ဟုတ်လားအဲတော့ကာမဘုံသားရဲ့ဇံယစိတ်ကိုဒီဘဝဘုံမှာမရနိုင်တဲ့စိတ်၆ပါးကိုနှုတ်လိုက်ရင်အဖြစ်တော့မယ်အလားဘဝဘုံသားဘုရားရဲ့စိတ်ရဖြစ်တယ်ပေါ့ဟုတ်ပြီနော်ဘဝဘုံသားဘုရားရဲ့စိတ်ရဖြစ်တယ် နောက်တစ်ခါဘုရားဘုံကနေပြီးတော့အရူပဘုံရောက်သွားတယ်အဲဒီအရူပဘုံသားပုဂ္ဂိုလ်ရဲ့စိတ်ရည်နဲ့ကြည့်တဲ့အခါမှာဘုရားဘုံသားရဲ့စိတ်ရည်ကိုပြီးဟောက်လိုက်အရူပဘုံမှာမရနိုင်တဲ့စိတ်လောက်လေလေ20လုံးဟုတ်20ပါးလို့20ပါးကလည်းရန်လာမှာပဲ20ပါးလုံးရှိတယ်တန်လာရ20ပဲရှိတယ်နော်တန်တာမဟုတ်တဲ့ဉာဏ်တဲ့ပုံစံမှာအမှား20ပဲရှိတယ်အဲ့ဒါလေးကိုနှုတ်နှုတ်ပြီးတော့ညာအရူပဘုံမှာဖြစ်မှာဖြစ်တဲ့အရူပဘုံက၄ပါးလေးကိုပေါင်းထည့်လိုက်ဆိုလို့ရှိရင်အရူပဘုံနာပုံပုံနဲ့ ရနိုင်တယ်စေးလို့လူပြရမှာမင်းအောက်လိုက်ကျင်းကြော်လို့ပြောလို့မှတ်ပါတော့နော်ဆောင်းလေးတော့ပြေးခဲ့တယ်မလားဒါနှုတ်အောင်စေးက20 20တဘာရှိတဲ့အကြောင်းကိုဆောင်းလေးပြေးလိုက်တယ်ဟုတ်ပြီနော်နားလုံးလည်းခဲ့တယ်မလားတွေ့တာတော့ဘာလို့ပြေးပြေးချက်တော့လည်းရတယ်ဟုတ်လိုက်ကဲအဲ့ဒါလေးပြီးခဲ့ပြီအဲ့ဒါလေးပြီးတော့ကျတို့အခုဘာဆက်သွားကြမလို့ဆိုတော့ညအချင်းကျော်အပြောင်းအိုက်တန်လေးမှတ်ပါမယ်နော်ကာမဘုံသားရဲ့ ဒါနာမှာရနိုင်တဲ့စိတ်ရမရနိုင်တဲ့စိတ်ရကိုသင်္ကြန်ပါတဲ့သင်္ကြန်ပါလို့တရားပြတယ်မရနိုင်အောင်ပြတယ်မရတာကိုပြညံ့ပြီးရတာကိုပဲပဲတို့ကပြပြီးသားဖြစ်သွားတယ်ပေါ့နော်အဲဒါကာမဘုံကံဘုံရဲ့ဇံရစိတ်ကိုပြီးပြောကြဒီမောက်မှာမရနိုင်တဲ့စိတ်ကိုနှုတ်လိုက်ရင်ရူပဘုံသားရဲ့စိတ်ရဖြစ်တယ်ဟုတ်လားနာရူပဘုံသားရဲ့စိတ်ရနေတဲ့ခြင်းကမှာရူပဘုံသားရဲ့စိတ်ရကိုဒီအရူပဘုံမှာမရနိုင်လို့20လို့မဟုတ်20ပြည်လို့လုပ်လိုက်ရင်အာရူပဘုံသားပုဂ္ဂိုလ်အနေနဲ့မရနိုင်တဲ့စိတ်တွေရနိုင်တဲ့စိတ်တွေကို ပြရမယ်ဟုတ်လားဟဲ့ဟိုအကျဲတော်ဝင်လေးရတဲ့ကူအောင်လိုက်ဖြတ်ကြည့်နော်ဒါတပြီးတော့အချင်းချင်းပဲပြောလိုက်တော့ဟုတ်ပြီလားကဲအဲ့ဒါဆိုရင်တို့ဖေရောက်သွားပြီတော့ဂါထာလေးရောက်သွားပြီပေါ့နော်အဲ့ဒီဂါထာလေးအဆုံးတက်ပြီးတော့ဂါထာလေးပါတယ်တော့ဒီဒီဝိနေသေနာနိနာမေလူပိယာရံသတုတ္တိရာလူမေဝိသဒာရိတာတတိအမြမနမုအပြမေတာဘူမိဝိပါဟောအန္တိတိဝိတိစေတာနိကာမေ ကာမေကာမမုန်နဟတိမိ80သောဝိသေသန်ဝိ80ဆိုတာဘာတော့စိတ်က80ဘူးရတာဖြစ်တာဟုတ်လားအဲ့တော့80ဆိုတာမိုက်ခရိုဝေးဗ်မူအောင်ပါဘူး။ဟုတ်လား။အဲ့တော့နေပြရလေးမှတ်ထားကြမှာအတီလိ89အနဲ့မိုက်ခရိုဝေးဗ်ကိုပဲ80တော့89အနဲ့89ပါရှိတဲ့ထဲကမိုက်ခရိုဝေးဗ်ကိုပါနှုတ်လိုက်။အဲ့ဒါဆိုရင်80ဖြစ်ပါရဲ့။အတီလိ89အနဲ့မိုက်ခရိုဝေးဗ်ကိုပဲ80တော့ အနိတိတေယိတက်ခဲ့တာပါမယ်မဂ္ဂဝိပက္ခူပါမှာတပါကျန်တဲ့စိတ်80ကိုအတိတိအရာရပါသည်ဆိုတော့နော်အတိတိ80ကိုနဲ့80ကိုနဲ့မဂ္ဂဝိပက္ခူပဲ80သုံးပေါ့80ကိုပါရှိတဲ့အနေသေးကမဂ္ဂဝိပက္ခူပါကိုပဲလိုက်ဒီစဘူအနက်မဲဂိုဝိဘက်ဘုံပဲ80တော့ ဝိသိဒ္ဓာမိဝိသိဒ္ဓတို့ကိုယထာတန်ဖိုက်တည်အောင်လို့ဆိုတာလက်ပရိယာကုန်ဥပယပေးပေါ့နော်တော့ကာမဘုံမှာရနိုင်တဲ့ဝိသိစိတ်ပေါင်းပုံကိုနေမခွဲဘူးဆိုလို့ရှင်80လုံးရနိုင်တယ်ဟုတ်လားရှိတာကစိတ်89ပါရှိတယ်အဲဒီ89ပါထဲမှာဝိသိစိတ်လို့မြင်ရတာက80ရှိဟုတ်လားမာရီတို့ဆိုတော့မဂ္ဂုတ်ကိုမဂ္ဂုတ်က5ပါးမှတပါးကျန်တဲ့စိတ်80ပါး80ခုနဲ့မဂ္ဂုတ်ဝိပက်ကိုပဲ ချစ်စင်တော့ဒီလိုလေးတွေကြရမယ်ချစ်စင်ဘူးအနဲ့မဲဘူးဝိဘက်ကိုမဲချစ်စင်တော့ယနေ့အသေးပဲဒီလိုဝိစေတန်နဲ့ဝိစိတ်တို့ကိုယရာရန်ဘုရပုဂ္ဂိုလ်လိုက်ထိုင်ရလို့ဆိုတော့လက်ပြီးရအောင်ဒီလိုနဲ့ပြေးပေါ့နောက်ရူပေရူပေအတ္တညတ္တညတော့ရူပ15ခုနာဗာလီရူပေဆိုတဲ့ထဲမှာအတ္တညတ္တဘာဟုတ်လားအဲ့ဒါနဲ့ဘယ်လိုပြောင်းလဲဆိုတော့ရူပေရူပေ အတိယတကျင်တော့ရူပ35ခုနဲ့အဲ့လိုက်ရူပေရတော့ဘောင်းတော့ရူပဘုံရေးခဲ့သမှာဆိုရင်အတိယတဘုံပေါ့ဟုတ်လားဟုတ်ပါဘူးဒါလည်းကအတိယတကျင်တော့ရူပ35ခုနဲ့ဗာစိတ်နေရာတော့စတုတ္တိ64ပါတော့အဲ့တော့64ပါဆိုတာဘာလဲတော့တော့80တဲကမာရူပသိ7ပါခန္ဓာရေ6ပါသောတမှုတွေ2ပါအဲ့ဒါနှုတ်လိုက်မှာမဟုတ်လားဟုတ် ဲအဲ့ဒါနှုတ်အောင်80အနက်ဝိပ္ပမဟာ80အနက်80လေးကနေပြောတာတော့တော့80လေးကနေ80အနက်ဝိပ္ပမဟာဘာဘာသိရှင်းပါ80အနက်ဝိပ္ပမဟာခာနာဒိဋ္ဌယခာနာဆိုင်တော့၃ပါ၆ပါပေါ့80အနက်ဝိပ္ပမဟာ ခန္ဓာဒိဋ္ဌိယပဋိကဖြောက်ပဋိကဆိုရယ်ဒေါသမှုတွေးနှုတ်လိုက်ဟုတ်လားဟိမာမပဇိရှိပါခန္ဓာဒိဋ္ဌိယ6ပါဒေါသမှုတွေးကိုနှုတ်လိုက်နှုတ်လိုက်တယ်ဆိုလို့ရှိရင်64ပါရ80အနက်ဝိပ္ပမဟာခန္ဓာဒိဋ္ဌိယပဋိကဖြောက်64ပါသောဖြောက်ဆိုတာနှုတ်ရမှာပြောတာเนาะ80အနက်80ရှိတဲ့ထဲကတော့80သိပါလေအဲ့80တွေကနေပြီးတော့တဲ့ ဝိပတ်မဟာဆိုတော့မဟာဝိပတ်စိတ်၈ပါးဒါနာဒိဋ္ဌိဆိုတော့ဒါနာဒိဋ္ဌိ၆ပါးဟုတ်ပြီလားပဋိကပြဆိုတော့ဒေါသမှုဒွေ၂ပါးအဲ့ဒါနှုတ်လိုက်ရင်အဲ့ဒါ64ပါးကျန်နေဟုတ်လားဟဲ့အဲ့ဒီ64ပါးကိုဟာသတုတ္တတိယကောက်ပါအဲ့ဒါသတုတ္တတိယထုတ်ပြခဲ့ပါဆိုရင်အဘဇိရှိပါခန္ဓာရတ္တိယ6ပါဒေါသမှုတွေးကျင်သောဟောဓမေဒေါသမှုတွေးရောဘက်က ဟိုပါတော့ရှိစက်ဘူပါရရဆိုရင်မန်ဂိုဘူပါဘူပါပါကျန်လိုက်မှာနော်ကျန်နေစီတွေရတယ်ဟုတ်လားအဲ့တော့ဆလုတတိရမယ်မမာဝန်တော့စိတ်မြောက်ဖော်ပြနေပါဆိုရင်ဘာတွေဖြစ်မှာတော့မာဘတ်စိတ်ရှိပါခန္ဓာရိယာ6ပါဒေါသမူတွေးဘုဘကမန်ဂိုဘူပါ9ပါဟုတ်လားအဲ့ဒါလေးဆိုရင်ဒါလေးပဲရမှာနော်အဲ့တော့ပဲ80အနက်ဝိပ္ပမဟာဘာနာဒိဋ္ဌယပဠိကဖြောက်60 လေးပါသောဝိသေသာနိဝိသေသောရာဇာထိုင်စီရလေးဆိုတာလက်ပတိရလုံးလိုလေးပေးပေါ့ဟုတ်လားနောက်ဒွေဇတ်တာရီတာလက်ပတိအရူပေအရူပေအရူပဘုံနိုင်ပေါ့ဒွေဇတ်တာလီတာဒွေဇတ်တာလီတာကြတော့ဘာလို့ဖြစ်မှာလို့တော့ဒွေဇတ်တာလီတာပြောတော့အလွယ်ပေးတော့42ပါအဲ့42ပါကဘာတွေတော့ဆိုတော့တရုပ်ထုံမယ်လောမောလောမော လောကတော့မသိခြင်းပါမောကမောမှုတွေးပေါ့လောမောမနောဓွာနောရဝဇံလောမောမနောဓွာမဟာကုတုမဟာကရိယာလောမောမနောဓွာမဟာကုတုမဟာကရိယာအရူပကုတုအရူပကရိယာ လောမောမနောတော်မဟာကုသိုလ်မဟာကရိယာအရူပကုသိုလ်အရူပကရိယာလောဘုဒ္ဓရာပထမလောဘုဒ္ဓရာပထမပေချခွန်နှစ်လောဘုဒ္ဓရာပထမပေချခွန်နှစ်တွတ်စစ်ပေါင်းညာ တွက်စစ်ပေါင်းညာ42ပါသောဒီလိုမျိုးတွက်စစ်ပေါင်းညာ42ပါသောဒီစိတ်ဓာတ်လေးဒီစိတ်တို့ကိုရတာတန်ထိုက်တရားလို့ဆိုတာလက်ပရိယဘုံဘာလို့ဆိုလုံးစိတ်ရှင်ပါမောမို့တွင်မောရဝဇန်စတဘာမို့မာမှုတို့ရှင်ပါမာရိယရှင်ပါအာရဘာမှုတို့အာရဘာရိယနောက်ဒုဟုတာလေးကပထမ ဘယ်ပထမပထမစိတ်ပဲပြောကြတဲ့အားတွေရပြပါတော့နော်။ဟုတ်လားပထမပေချခုနှစ်လွတ်စစ်ပေါင်းညာ52ပါလို့52ပါလို့ notification ပါမောမူတွေ့တာလို့10ပါရှိတော့နောရာဝဇာဆိုတော့7ပါရှိပါလို့မာကုတုဆိုတော့ကြာ19ပါဟုတ်လားမာဂရိယာထည့်လိုက်ရင်19ပါဆိုတော့ကြာ20 9နဲ့ပါဟုတ်တယ်မလားအရုပကုတုဆိုတော့31လို့ဖြစ်သွားမှာပေါ့နော်အရုပကရိယာထည့်လိုက်ရင်31ဆိုတော့35 လောဘဒရာတွေကပထမဥဆယ်လိုင်းဉာဏ်နဲ့ခုနမဆိုကြပါဘို့35ရဲ့ခွင့်ရပေါင်းအောင်ပေါ့လိုက်ခွင့်ရပေါင်းတော့ကြ40ညစ်တိုက်တာအဲ့ဒါဆိုဒီလိုခုလိုက်ရနော်လောမောမနောဒွာမဟာကုသုမဟာကရိယာအရူပကုသုအရူပကရိယာလောဘဒရာပထမပေချခွင့်နှစ်တွက်စစ်ပေါင်းညာ52ပါးသောဝိသေသတာနေဝိသေသတို့ရဟန်း တို့ဘုံကိုလိုက်ထိုင်နေရမယ်ဆိုတာလဘတိရာလုံးကြီးအဲ့တော့ဒါဘယ်ဘယ်မှာရတဲ့စိတ်ကတော့ကာမဘုံမှာရတဲ့ဝိသိစိတ်ဘုဘဘုံမှာရတဲ့စိတ်အာရဘဘုံမှာရတဲ့စိတ်ဘုံမှာရတဲ့စိတ်ကိုပြလို့ကိုဘုံစိတ်ရငင်္ဂကာထာရေးခဲ့ပါလို့ဒါကိုရရမှာနော်ဘုံ၌စိတ်ရဝိသိဘုံ၌စိတ်ရပြဝိသိကိုငင်္ဂကာထာရေးခဲ့ပါလေဘုံ၌တွန်းတော့ရှိမှတော့ပုတ်ကို စေရဟုတ်လားဘယ်ပုဂ္ဂိုလ်ရဲ့တဏ္ဍမဘာစိတ်တွေရလဲဟုတ်တယ်မလားအတိခပုဂ္ဂိုလ်ရဲ့တဏ္ဍမစိတ်ပေါင်းဘယ်လောက်ရလဲတိခပုဂ္ဂိုလ်ရဲ့တဏ္ဍမစိတ်ပေါင်းဘယ်လောက်ရလဲဉာဏ်နဲ့ပုရိသေရဲ့တဏ္ဍမစိတ်ပေါင်းဘယ်လောက်ရလဲပုဂ္ဂိုလ်ရဲ့တဏ္ဍမရတဲ့စိတ်ကြတော့ပုဂ္ဂိုလ်စေရခွာကြတော့ဘယ်ဘုံမှာပဲစိတ်တွေရလဲဘယ်ဘုံမှာစိတ်ပေါင်းဘယ်လောက်ရလဲပြရမလားဟဲ့အဲ့တော့ဘုံစေရပြသင်္ကားကလာရေးခဲ့ပါမယ်ဒီပါတာကိုရေးဟုတ်ပြီလားဟဲ့ဘေဟောလိမပြန်လာအေဇီဝါစာရာဒီကစိတ်တဘောဒီအေဇီဝါယိုရီစာရာဒီကစိတ်တဘောဒီ ဒွါရချောင်းပန်း၌ဖြစ်သောစိတ်တို့ရဲ့ဖြစ်ပေါ်စဉ်သည်ယထာတံဝံသိတဲ့ဤအာရီယောစွာဘဝငန္တရိတာဘဝဉ္ချာမြို့သူကဖြစ်၍ရာဝတ္တရိကမဘုစေနာအသက်ရှင်ရာဝတ္တရိကအသက်ရှင်မြကာလပံလုံးအဘုစေနာ ပြပြမဆဲပဲနဲ့ဘဝတ္တရိဖြစ်ပါလေပြောနေတာကဒွါရချောင်းပန်းမှာဖြစ်တဲ့စိတ်တွေဟာသဂုဒ္ဒရာမှာဖြစ်တဲ့စိတ်တွေလာပြီးဆိုတော့သဂုဒ္ဒရာနဲ့ပတ်သက်ပြီးနေလုံးနဲ့မြင်ပြီးနေပြီးစိတ်နဲ့ပတ်သက်တဲ့စိတ်တွေဖြစ်နေတာပဲဟုတ်လား အဲငယ်ငယ်စီနဲ့မမျိုးနားနေကြတယ်နားနေကြတဲ့စိတ်ကြီးဝိသေဖြစ်နေတယ်နားနေကြတာမဟုတ်ဟောဇန်နဲ့ရတဲ့ခဏလေးအဲ့ဒါနဲ့စိတ်ကြီးပဲဖြစ်နေတာလေဟုတ်လားအသက်ရှင်နေတာဒါလေးဖြစ်နေတာဘာသာချပါနေတယ်ဟုတ်လားအဲ့တော့ဂျားထဲမှာတော့အဲ့ဥစားတွေဂျားထဲမှာဘုံဝင်လေးတွေချားချပြီးတော့ဖြစ်တယ်ဟုတ်လားဘယ်ကြည့်အောင်ဖြစ်နေတော့အသက်ရှင်နေတာဖြစ်အသက်ကုန်ပိုင်းတော့ဒါလေးဖြစ်တော့တေးသားနေတာဖြစ်နေမှာပါခင်ဖြစ်နေတာဟုတ်လားအဲ့တော့မျက်စိနဲ့မြင်နေရဒီစိတ်တွေဖြစ်နေတာနားနဲ့ကြားနေတဲ့ဒီစိတ်တွေဖြစ်နေမှာဟုတ်လား နှကောင်းနဲ့နှဲ့ရသည်များလည်းစိတ်တွေဖြစ်နေဦးမှာနော်အဲ့ဒီဥစ္စာဒွာရချက်မှာခဏလောက်ရက်ထားတယ်ဆိုလို့ရှိရင်လည်းဘဝစိတ်တွေဖြစ်နေဦးမှာဒါပဲဘဝငန္တရိကဘဝနေချချပြောကြတာဖြစ်နေမှာပါတဲ့ဘယ်လောက်ဒီဖြစ်မှာဆိုတော့အသက်ရှိကြများကာလမှန်လို့ဖြစ်နေမှာပါဟုတ်လားဒါဝိသေဖြစ်ရကာလကိုဖော်ပြခဲ့တာမှာဝိသေညာဖြစ်ရကာလဖော်ပြခဲ့တာဘယ်လိုဖြစ်တယ်လဲအသက်ရှိကြများကာလမှန်လို့ဖြစ်နေမှာဟုတ်လားအဲ့တော့ဖြစ်ပုံချင်းရဆိုလို့ရှိရင် လို့ဖြစ်လို့လည်းအပ်ဖို့စဉ်းစားမပြတ်မဆဲပဲနဲ့ဖြစ်တယ်ဟုတ်လားဟုတ်လားအဲ့တော့ဒါလေးကိုလည်းမေးလို့ရတယ်နော်မေးမယ်ဆိုရင်ဝီလိစိတ်တွေဖြစ်ရကာလဘယ်ဒီဖြစ်လို့လဲအသက်ရှိနေတာဖြစ်တယ်ဟုတ်လားအဲ့တော့ဘလို့ပုံစံနဲ့ဖြစ်တာဆိုတော့မပြတ်မဆဲနေလို့ဖြစ်တာဟုတ်လားဘောလာဘဝနဲ့ခြားခြားလို့မပြောဆင်းနေဖြစ်တာနော်ဘောလာသံဃာတော်ဝိဇိတွေလုံးလုံးရင်သံဃာတော်ဝိဇိတွေဖြစ်တယ်သံဃာတော်အလုံးလုံးဘူးဓာတ်နဲ့မပါမှာ အဲ့တော့လည်းတော်တော်လုံးလုံးပါသေးတယ်ဘဝစိတ်လေးဖြစ်တယ်လုံးလုံးလို့ရဲ့ဘဝစိတ်လေးဖြစ်တယ်နော်အဲဒါမျိုးဘဝနဲ့ချာချပြီးတော့အသက်ရှင်နေတာကာလမတော်ဖြစ်ပါတယ်ဖြစ်တာလည်းလုံးပုံစံနဲ့ဖြစ်တယ်မပြတ်မစဲဘူးဖြစ်တယ်တောက်လျှောက်တော့ရတယ်ဒီကနေ့နော်အဲ့ဒီတော့သတိမထားမိလို့မသိတာပေါ့ဟုတ်လားကဲဒါလည်းနားရပါနော်ဒါဆိုရင်ဝီတီပိုင်းပြီးတော့ပြီးတော့မှတ်တယ်ဟုတ်လားကဲတော့ရအောင်